ကေအားလုံးပဲမင်္ဂလာပါဗျနာမည်ကြီး AI analyst တစ်ခုဖြစ်တဲ့ Opita analyst ရဲ့ comment ချက်တွေအရဒီရသည် Premier League ကိုအဓိကအပြည့်ရမယ့်အသင်းက Arsenal, Man City နဲ့ Liverpool တို့ဖြစ်တယ်လို့ comment လိုက်ပါတယ် Opita ကဒီရသည် Premier League ပွဲစဉ်ရေးဆွဲပုံရ Champion လမ်းကြောင်းနဲ့ပတ်သက်ပြီးအခက်အခဲသုံးအသင်းကိုလည်းသတ်မှတ်ပေးလိုက်ပါတယ် Opita ရဲ့ comment ချက်တွေအရ Champion ဖြစ်ဖို့အခက်အခဲသုံးအသင်းကလက်ရှိ မပေးစရာကိုဥဆောင်သူအာဆနယ်ပဲဖြစ်ပါတယ်။အာဆနယ်အနေနဲ့လက်ကျန်ပွဲစဉ်တွေမှာအဓိကပြိုင်ဘက်တွေနဲ့ပွဲစဉ်တွေပါဝင်နေသေးသလိုကစားခက်တဲ့အဝေးကွင်းပွဲစဉ်တွေလည်းပါဝင်လို့နေပါတယ်။ ပွဲစဉ်စရာရေးဆွဲပုံရဒုတိယအခက်ခဲဆုံးအသင်းကတော့မန်စီးတီးတို့ဖြစ်ပြီးမန်စီးတီးတို့ကအာဆနယ်လောက်ခက်ခဲတဲ့ပွဲစဉ်ရေးဆွဲမှုမရှိပေမဲ့လီဗာပူးတို့ထက်တော့ပိုမိုပြီးခက်ခဲပါတယ်။လက်ရှိချန်ပီယံလီဗာပူးရဲ့လက်ကျန်ပွဲစဉ်တွေကကြံချန်ပီယံလူပဲအသင်းနှစ်သင်းထက်အများကြီးလွယ်ကူလို့နေပါတယ်။အာဆနယ်ရဲ့အခက်ခဲဆုံးကာလကလက်ရှိနိုဝင်ဘာဒီဇင်ဘာကာလဖြစ်ပြီးစပါချဲဆီးပြင်မန်စီးတီးတို့ကိုအနိုင်ရထားတဲ့အက်စတွန်ဗီလာလီဗာပူးတို့ကိုအနိုင်ရထားတဲ့ဘရက်ဖူးနဲ့ နီးပြားတဲ့နဲ့ပေါ်ထွက်လာမဲ့ wolf ထုံးနဲ့ရင်ဆိုင်ရပြီးဂျာယက်တဲမှာလည်းကာရာဘောင်ပလာနဲ့ချန်ပီယံလိပွဲစဉ်တွေရှိပါသေးတယ်။ Man City တို့အနေနဲ့ကတော့ရှေ့လာမဲ့၅ပွဲမှာ Newcastle, Leeds, Fulham, Sunderland နဲ့ Crystal Palace တို့ကိုရင်ဆိုင်ရမှာဖြစ်ပြီးရှေ့ပိုင်းပွဲစဉ်မှာ Newcastle ကသာအနေနဲ့အရှိဆုံး ဖြစ်ပြီးနောက်ပိုင်းပွဲစဉ်တွေမှာတော့ Sunderland နဲ့ Palace ပွဲစဉ်တွေကခက်ခဲနိုင်ပါတယ် Sunderland နဲ့ Palace ပွဲစဉ်ကြားမှာ Champions League ပွဲစဉ်ဖြစ် Real တို့နဲ့ကစားရဲ Man City တို့အနေနဲ့အဲ့ဒီကာလတွေမှာတော့အနေနဲ့ခက်ခဲနိုင်ပေမဲ့ Arsenal တို့ရဲ့စာရင်တော့အသက်ရှူချောင်လို့နေပါတယ် Liverpool တို့အနေနဲ့ရှေ့ပွဲစဉ်တွေမှာအသင်းကြီးတွေနဲ့တွဲဆုံမှုတိတ်မရှိသလို Arsenal တို့ Man City တို့လို့ Carabao ဖလားပွဲစဉ်တွေလည်းမရှိတဲ့အတွက်သုံးသောင်းသက်သာကစားနိုင်ပြီးထိတ်ဆုံးနေရာဆုံးရှုံးစေခဲ့တဲ့ပွဲစဉ်တွေကိုပြန်လည်ကုစားခွင့်တွေရှိလို့နေပါတယ် OPTA ရဲ့ခံမှန်းချက်တွေကလက်ရှိ Premier League Champion လူပွဲမှာကိန်းကနန်းတွေနဲ့ပွဲစဉ်တွေရဲ့ခက်ခဲမှုတွေကိုကြည့်ခြင်းဖြစ်ပါတယ်။ကိန်းကနန်းတွေရဲ့အပြင်ဘက်မှာလည်းအသင်းငယ်တွေကိုရှုံးနိမ့်သွားနိုင်တဲ့အခြေအနေတွေရှိသလိုအသင်းတိုင်းမှာဒဏ်ရာကစားသမားတွေ၊ခြေစွမ်းကျဆင်းလာတဲ့ကစားသမားတွေအနီကပ်အဝကပ်တွေဒဏ်ရာရဲ့ဆုံးဖြတ်ချက်တွေကလည်းထပ်တွေ့ရမယ့်အခြေအနေတွေဖြစ်ပါတယ်။အသင်းတိုင်းကသူတို့အသင်းရဲ့အကောင်းဆုံးကစားသမား၁၁ယောက်ကိုပွဲထွက်ခြင်းကြောင့်မဖြစ်နိုင်တဲ့အခြေအနေမျိုးတွေရှိတတ်ပါတယ်။ လက်ရှိအာဆင်နယ်တို့အနေနဲ့ပရီးမီးယားလိဘိုးဆွဲဖို့ရေပန်းအစားဆုံးခြေစွမ်းတဲ့အကောင်းဆုံးနောက်တန်းကိုပိုင်ဆိုင်ထားပေမဲ့လက်ရှိဒဏ်ရာကစားသမားများပြမှုကြောင့်ရှိလာမဲ့ပွဲစဉ်တွေမှာလည်းချွတ်ချော်မှုတွေရှိလာနိုင်ပါတယ်။လီဗာပူးလိုအနေနဲ့လက်ရှိမှာသူတို့ရဲ့အကောင်းဆုံးပုံစံနဲ့ဝေးကွာလို့နေပြီးမနစ်ကရာသီမှာပိုင်ဆိုင်ခဲ့တဲ့ခန်းစစ်အားသာချက်တွေထိရောက်တဲ့တိုက်စစ်ဆွမ်းဆောင်ရည်တွေပျောက်ဆုံးလို့နေခဲ့ပါတယ်။လီဗာပူးလိုအနေနဲ့ရာသီအစကတည်းကခြေစွမ်းကျဆင်းနေပြီး ကစားသမားအသစ်တွေကအသင်းနဲ့အသားမကျသေးပဲနောက်ကျကိုးရီကြောင့်အသက်ရှူချောင်ခဲ့ပါတယ်။လီဗာပူးလ်အနေနဲ့အရင်ခြေစွဲအမြန်ဆုံးပြန်ရမှလားအာဆင်နယ်နဲ့မန်စီးတီးတို့ကိုဒန်းတူရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ပြောရရင်လက်ရှိခြေစမ်းတဲ့ပွဲစဉ်လမ်းကြောင်းအရချန်ပီယံစုအတွက်အားသာဆုံးအသင်းကတော့မန်စီးတီးတို့ပြောရမယ်ထင်ပါတယ်။လက်ရှိပရီးမီယာလိချန်ပီယံစုအတွက်မိတ်ဆွေတို့ရဲ့အမြင်လေးတွေရှင်းလဲဆွေးနွေးပေးပါဦး။